သူရဲ့ထမင်းဆိုင်ကနေတရက်ကို3900ရောင်းရတယ်ဆိုပြီးတော့သတင်းတွေထွက်နေတဲ့ပုံမှာပြန်လည်ဖြည့်ရှင်းလာတဲ့သူတောက်အောင်အောင်းဝဲမင်္ဂလာပါရှင်အင်တာနက်ပေါ်မှာလူပြောများနေတဲ့သတင်းတစ်ပုဒ်ကတော့ MRT4 မင်းသားကျော်သူတောက်အောင်ရဲ့မင်းသားကြီးမြမထမင်းဆိုင်တရက်ကို3900မိုးရောင်းချရတယ်ဆိုတဲ့သတင်းမှာခုခံမော်တကြီးဆောင်နေပတ်သက်ပြီးတော့မင်းသားသူတောက်အောင်က ပြန်လည်ဖြည့်ရှင်းလာခဲ့ပါတယ် ပြီးခဲ့တဲ့ရက်ပိုင်းမှာ social media ပေါ်မှာတော့မင်းသားတူတောင်တယောက်လူမြောင်လုပ်တဲ့ခဏရင်နာပြီးတော့မြောက်တကောမှာမိသားစုနဲ့တူဖွင့်လှစ်ထားတဲ့မင်းသားရဲ့ထမင်းဆိုင်ကနေတနည်းကိုငွေချက်3000ထိကိုဝင်ဝင်ရရှိရဆိုတဲ့အကြောင်းကတတော်ကိုလူပြောများနေတာပါဒီတဲ့ရင်ကြတော့ပြည်ထောင်စုကြီးထဲမှာအာသစ်မှုတွေချင်းကျုံမှုတွေနဲ့တူထားတကယ်ဖြစ်နိုင်ပါမလားဆိုရယ်မိကုန်းထုတ်ပြန်မှုတွေလည်းအများကြီးထွက်ပေါ်လာခဲ့တာပေါ့ CYA ရဲ့ခက်ခဲနေတဲ့ဒီလိုအချိန်မှာထမင်းဆိုင်ဒီဇိုင်းကနေဒီလောက်များပြားတဲ့ဝင်ဝင်ရရဆိုတာကတော့ တကယ်ကိုမယုံနိုင်စရာပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးသူတော်အောင်ကိုချစ်တဲ့ပရိသတ်တွေကဂုံယူနေနေကြသလိုတချို့ကလည်းဒီကိန်းခဏကလက်တွေ့မကြဘူးလို့ဝေဖန်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်ဒီလိုအခြေအနေမှာပဲမိသားသူတော်အောင်ကသူ့ရဲ့ပရိသတ်တွေကိုအမှန်တရားချပြဖို့အတွက် online media တခုကနေတစင်ခုလိုပဲဖြည့်ရှင်းလာခဲ့တာပါပထမအောင်ဆုံးကျွန်တော်ဆိုင်လေးကိုအားပေးကြတဲ့ပရိသတ်တယောက်ချစ်ချင်တိုင်းကိုကျေးဇူးများတင်ပါတယ်ဗျအားလုံးရဲ့အားပေးမှုတွေကြောင့်ကျွန်တော်မိသားကြီးဆိုင်ရာအခုဆိုရင်တော်တော်လေးကိုလူသိများပြီးရည်တည်နေနိုင်ပါပြီ ဒါပေမဲ့ online မှာပြောနေကြသလိုတရက်ကို3000ဝင်နေဆိုတာလုံးဝမဟုတ်ပါဘူးခင်ဗျာလို့သူတောင်ကရိုးသားပွင့်လင်းစွာပြောချခဲ့တာပါသူကဆက်လက်ပြီးတော့ဒီတဲ့ရင်ဘယ်ရဘလို့စထွက်လာတယ်တော့ကျွန်တော်မသိပါဘူးဖြစ်နိုင်တာကတော့ကျွန်တော်ကိုချစ်လို့ကျွန်တော်ဇီဝိုင်းအောင်မြင်စေခြင်းနဲ့စေတနာနဲ့ချက်ကားပြီးပြောလိုက်ကြရင်လည်းအခုလိုဖြစ်သွားတာလို့ယူဆပါရယ်တကယ်တော့ကျွန်တော်တို့ဆိုင်ကမိသားစုတစ်ပိုင်းတစ်နိုင်တော့ဝေရောင်းချနေတာပါတရက်ကို3000ဆိုတဲ့ပမာဏကကျွန်တော်တို့ကိုဒီဇိုင်းလေးအတွက်အိမ်မက်တာမမက်နိုင်တဲ့ကိန်းဂဏန်းပါမဆောက်တော့ကြပါနဲ့လို့ရှင်းပြခဲ့ပါရယ် ဒါပြင်သူတော်ဟာနမိတ်ကြီးမင်းသားတယောက်ဆိုပေမဲ့သူ့ရဲ့ထမင်းဆိုင်မှာတော့ဒူဟာဆောင်းသူတွေကိုအကောင်းဆုံးဝန်ဆောင်မှုပေးခြင်းနဲ့ဆိုင်ရှင်တယောက်ပါဆိုင်ယုံလာတဲ့ဧည့်သည်တိုင်းကိုလည်းသူတော်ကကိုရင်ပြုံးပြနှုတ်ဆက်တဲ့လိုအပ်တာတွေမိတာတွေဖြစ်ပါရင်တူတော်ကတော့ကျွန်တော်မိသားစုရဲ့ဆောင်းဝင်တွေကိုဖန်တီးပေးနေတဲ့ကျေးဇူးရှင်တွေကိုကျွန်တော်လေးစားတန်ဖိုးထားပါရင်အင်္ဂါချက်တဲ့လက်ရတိုင်းကိုတန်တန်ရှင်းရှင်းအရသာရှိစားစီခြင်းနဲ့စည်တနာတစ်ခုနဲ့ဒီဆိုင်ကိုဖွင့်လာပါလို့ဆိုပါရင်တကယ်တော့တူတော်ဟာဝိပါကဇလန်ရဲ့ပရိသတ်တွေအားပေးမှုကိုခိုင်မာရရှိပေမဲ့ သူရဲ့ခန္ဓာကိုယ်သေးသွယ်မှုတွေကြောင့်လူပညာလမ်းကြောင်းပေါ်မှာရှေ့ဆက်ဖို့ခဏအချိန်ရောက်ပြီးတော့ခန္ဓာကိုယ်ပြုတ်ပြင်ပြောင်းလဲနေသူပါဒီစားထဲမှာမိသားစုကိုလိုချင်ပြုစုလိုက်တဲ့စိတ်ဓာတ်နဲ့ဒီထမင်းဆိုင်လေးကိုဖွင့်လှစ်ခဲ့တာပါဆိုင်နာမည်ကိုမင်းသားကြီးလို့ပေးထားတာကလည်းအရင်ခေတ်ကရုပ်ရှင်မင်းသားကြီးကိုဂုဏ်ပြုလိုတဲ့သူရဲ့စေတနာကိုပြသနေပါတယ်တရက်ကို3000ရောင်ရောင်းရတယ်ဆိုတာချက်ကားထားတဲ့ကောလာဟလာတစ်ခုသာဖြစ်ပြီးတော့တူတောင်းအောင်ရဲ့မင်းသားကြီးထမင်းဆိုင်ဟာ သူ့ရဲ့ကြိုးစားမှုမိသားစုရဲ့အားမနဲ့ပရိသတ်တွေမြေတားကြောင့်ဖြစ်ဖြစ်နဲ့အောင်မြင်လာတဲ့စားသောက်ဆိုင်လေးဒီဇိုင်သာဖြစ်တယ်ဆိုပြီးအားလုံးလေးသိလောက်ကြပါပါ။ဘာဖြစ်ဖြစ်ဝင်ငွေဘလောက်ဝင်ရရမနာမချားပဲနဲ့ကြိုးစားလုပ်ကင်နေတဲ့မိဘနဲ့မိသားစုတွေပေါ်မှာတိထက်တဲ့မိသားစုလေးတူတောင်ရဲ့စိတ်တကာတော့တကယ်ကိုလေးစားစရာပါပဲ။သူ့ရဲ့ရိုးသားတဲ့ဖြည့်ရှင်းချက်ကလည်းပရိသတ်တွေရဲ့ချစ်ကိုပိုတိုးစေခဲ့မှာတင်းကြပါပဲ။ပရိသတ်ကြီးတွေအနေနဲ့မြောက်ကုန်ဘက်ကိုရောက်ဖြစ်ခဲ့ရင်မိသားတူတောင်ရဲ့မိသားအိမ်ထမင်းဆိုင်လေးကိုတောင်းရောက်မြေဆိုင်ရင် ူ့ရဲ့စူးစမ်းမှုတွေကိုအားပေးခဲ့ကြပါအောင်လို့တိုက်တွန်းလိုက်ပါရစေရှင်။အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။